ဒီနေ့ကတော့ PSN Properties ကပြပေးမယ့်အိမ်လေးကတော့မြောက်တကုံမဟုတ်ဗျတောင်တကုံရှေ့တကုံပါနော်နီးစက်တယ်။သူကတော့အဓိကတော့မင်းရဲကောင်းပိုလန်းနဲ့55ရက်ွက်အတွင်းမှာရှိတဲ့အိမ်လေးကျွန်တော်နောက်မှာရှိတယ်။ပေးကတော့20 60မြေ။သူကပါမစ်မြေမျိုးရေနော်3500ကျော်နဲ့ရပါ။ဆိုတော့ကျွန်တော်မိတ်ဆက်ပေးမယ်။ တော့အခန်းဖွင့်ရတော့ဘလို့ရှိတယ်ဘယ်ဝါရှိတယ်ဆိုတော့ထဲရောက်မှသိရမယ်ဆိုတော့ကျွန်တော်တေချာလိုက်ပြပေးမယ်လောဆယ်မြင်နေရတာကျွန်တော်ခြံဝင်းဝင်ဘောက်ဝါဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့ signature ရဲ့ကျွန်တော်ပြပေးမယ်ဒီဘက်ခြမ်းတော့မီးသက်ရှိလို့ကျွန်တော်မဖွင့်တော့ဘူးเนาะကဲဒါကတော့ကျွန်တော်ကားပါကင်ဒစီကောင်းကောင်းရတဲ့ဟာပေါ့เนาะဆိုတော့လမ်းထက်လည်းမြင်ထားတယ်ရေမတခုတော်တော်လေးမိုက်တယ်အိမ်ရဲ့ဒီဘက်ခြမ်းဒီဘက်ခြမ်းမှာတော့ကျွန်တော်ဒါဆင်းဝင်ရဲ့ဒီမှာမြင်ရမယ်ဆိုလို့ရှိရင်ဒါကတော့ရေသက်ရေစင်တိုင်း area ပေါ့เนาะဆိုတော့ ဒါကတော့ဒီမှာတော့ဂျိုးပြူမရဘူးတဲ့ wheezy ပဲရတယ်တဲ့သူပြောတော့เนาะကဲဆိုတော့ကျွန်တော်တို့ဒီစင်ဝင်လေးကနေကျွန်တော်စပြီးရှင်းပြပေးမယ် hike ကတော့တော်တော်မိုက်တယ်တော်တော်လေးကြိုက်တော့ကောင်းတယ် BP 20 60ကိုအပြည့်စောက်သွားပေးတဲ့ပုံစံမျိုးပေါ့เนาะဆိုတော့ကျွန်တော်လိုက်ပြပေးမယ်เนาะလာကဲဒါကတော့ကျွန်တော်အိမ်ရဲ့ဝင်ဝင်ချင်းဝင်ပေါက်ဝဖြစ်ပါတယ်သူကကျွန်းတကာကျွန်းချမ်းခင်းနဲ့ ကျွန်တော်ဒီနောက်ဖက်တစ်ပြင်လုံးကိုတော့ကျွန်းနေပဲတုံထားရပေါ့နော်ဆိုတော့နောက်ဖက်ကနေပါ kitchen ဆိုဆိုရင်တော့သူကကြွေပြားနေပဲသွားမယ်ပြီးတော့အိမ်ရဲ့တံခါးပေါက်တံခါးပေါက်တံခါးပေါက်တွေအားလုံးကကျွန်တော်တို့ကအံပန်းနေအပြည့်နေဆိုတော့လုံလုံကြီးတော့ကတော့ဆွေးချရပါတယ်နော်ဆိုတော့ကျွန်တော်အဲ့အဲ့ကန်လို့အရင်ရှင်းပြပေးမယ်ဆိုတော့ညာဘက်ချမ်းလေးနည်းနည်းရွှေ့မယ်အဲဒါကတော့အဲကန်ဖြစ်ပါတယ်ဆိုတော့ဒီမှာ DVD ပါစီထားမယ်ပြီးတော့ light tray တွေရှိမယ်ပြီးတော့ပုံမှာကျွန်တော်တို့ ceiling ရဲ့ lump မီးလုံးတွေပေါ့နော်ဆိုတော့ကျွန်တော်ခံလေးချက်ပြပေးမယ်ဆိုတော့ဒီတကားကလည်းမန်နေဂျာလို့ရှိရင်ခုနှစ်ပြီလောက်ရှိမယ်နော် okay ဆိုတော့ကျွန်တော်တို့ဒီနေရာရှောက်နန်းတောင်းရှောက်ကနေကျွန်တော် space ကိုသူကအပုတ်မခံဘူး flicker ကွင်းကိုနောက်ဝင်းနေလေးဆုပ်ယူလိုက်တယ်ဒီနေရာမှာအဲမိမိဆိုဖာဆက်တီတွေပါထားလို့ရမယ်ပေါ့နော်ဒီမှာတော့ဒီမှာမှန်ကန်ဒီအောက်မှာ cabinet တွေပြီးတော့ဒီတောင်းရှောက်လေးကွင်းတောင်းရှောက်အောက်မှာလည်း cabinet တွေရှိတယ် ဆိုတော့ဒီတောက်လျှောက်ရဲ့ကဲ့ရဲ့မျက်နှာရှင်းဆိုင်မှာကျွန်တော်တို့စင်ကကဲနှစ်ခန်းနဲ့ဖွဲ့ထားပြီးပါတယ်ဆိုတော့အချက်လိုက်ကြည့်အောင်လားကဲဒါစင်ကကဲနှစ်ခန်းဖြစ်ပါတယ်ဆိုတော့ brain mount တော့ကတော့ lighting ပေါ့နော်အဲဒါလည်းလုံးဝရေးတော့ပေါ့နော်ဘိုးဘက်မှာလည်းဒါမျိုးတစ်ခန်းရှိပါတယ်ကျွန်တော်လိုက်ပြပေးမယ်နော်ကဲဒါတော့ကျွန်တော်ပြောရဒုတိယမြောက်စင်ကကတစ်ခါဖြစ်ပါတယ်ကျွန်တော်ထင်တာဟိုဘက်ခံနေပိုချင်နေတယ်လို့နော်ဆိုတော့ ကျွန်တော်ဘယ်ဘက်မှာ kitchen ရှိပါတယ်လောလောဆယ်ပြပေးမယ်။ကဲဒီနေရာကနေစပြီးတော့ကျန်ကင်းကတော့ကြွေပြဖြစ်သွားပါပြီ။ကဲဒါကတော့ထမင်းစားကန် kitchen တွဲထားတဲ့နေရာလေးပါ။ဆိုတော့ဒီ cabinet တွေအပြည့်စုံဒီအောက်မှာကြွေစင်ပေါင်ဖို့နော်။အဲ့မှာမှာပဲလုပ်ပေးတာ။ဒါပရင်မောက်တော့လုံလုံလေးရတန်ပန်းနေတုံးထားတယ်။ဒါကတော့နောက်ပြီးမီတာလဲနော်။ဆိုတော့ဒီအိမ်ကတော့တိတ်ချတော့မပြီးသေးဘူး။ဒါကတော့ WC အိမ်သားပေါ့နော်။မပြတော့ဘူး။ဒါကတော့ရေချူကဖြစ်ပါတယ်။ ဆိုတော့ပစ္စည်းကုန်လေးတွေတော့နည်းနည်းလေးတော့ရှုပ်နေပါတယ်ဒါပေမဲ့အဆင်ပြေအောင်တော့ကျွန်တော်လက်ပြပေးမယ်เนาะဆိုတော့အိမ်လေးအသေးချာမပြီးသေးလို့ပါအတကြီးပဲရှိသေးတယ်အဲဒါကြောင့်ကြည့်သေးချင်လို့ကျွန်တော်ကဗီဒီယိုလေးကလောက်ပြရအောင်เนาะဆိုတော့အိမ် important တက်ချင်အောင်လား Okay မိကခွေကတော့အရန်မမြင့်အရန်မနစ်ပေါ့เนาะပြည်ပြည့်ပြည့်တော့မဟုတ်ဘူးဒါပေမဲ့နင်းလို့ကောင်းတယ်တက်လို့ကောင်းတယ် Okay ဒါအေးရဲ့ပထမတက်ဖြစ်ပါတယ်ဒီအိမ်လေးကနှစ်ထပ်ပဲเนาะဘောရူးစလတ်မဟုတ်တော့ဘုရားခေါင်းမိုးဖြစ်သွားပါပြီဗျာ ကဲဒါကတော့ shrine ဖြစ်ပါတယ်ဘုရားကံဖြစ်ပါတယ် shrine တဲ့မှာကျွန်တော်တို့ runner ရှိမယ် runner ရှိဒီဒီဘက်နားလေးမှာ runner extension လေးရှိပြီပေါ့နော်ဆိုတော့ကျွန်တော်ပြပေးမယ်လားဘုရားကံအကြေးကြီးပဲကဲဒါကတော့ runner area ဖြစ်ပါတယ် runner ရဲ့ဒီဘက်ချမ်းမှာဒီလိုပြလို့ရတယ်အာကျွန်တော် extension လေးထပ်လုပ်ပေးထားတယ်နော် okay ဆိုတော့ကျွန်တော်တို့ဘုရားကံနဲ့နောက်မှာကိုက်ရက်တွဲနေတယ် ဒီချိုးကဲအိမ်လာတွဲရဲ့အခန်းတစ်ခန်းရဲ့စင်ကယ်ကန်တစ်ခန်းကိုကြောပြပေးတယ်နော်လာဘုရားကစီလေဟိုင်ပိုင်တော့နော်ကဲမလီကတော့စင်ကယ်ကန်တစ်ခန်းဖြစ်ပါတယ်ကဲပြီးရင်ကျွန်တော်ဒီချိုးကဲအိမ်လာတွဲရဲ့အခန်းတစ်ခန်းကျွန်တော်ပြပေးမယ်နော်လာဒီခန်းလေးနဲ့ပဲကျွန်တော်နောက်ဆုံးနှုတ်ဆက်ရှင်ပါတယ် ဒီအိမ်လေးကိုစိတ်ဝင်စားလို့ရှိလို့ရှိရင်ကျွန်တော်တို့ PSN Properties ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။ဒီခန်းတင်းလေးကတော့ကိုးကောင်းတယ်။ဘာလို့လဲဆိုတော့သူကနောက်ခန်း render ပါတယ်။နော်အလင်းရောင်လည်းကောင်းကောင်းရတယ်။ပြီးတော့ဒါကတော့သူရဲ့ YouTube ခန်းအိမ်ကဖြစ်ပါတယ်။ကျေးဇူးတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်တဒါ